အားလုံးပဲမင်္ဂလာပါဒီတတိယမြောက်ဖြစ်တဲ့နှင်းကူယောဂမှာကြာတော့ကျွန်တော်တို့လိန်စီတွေကိုဘယ်လိုထိရအောင်လိန်လဲပေါ့နော်ကျွန်တော်နှင်းကူယောဂဆိုတာကအရေးပြား၆ပြီးတော့ရောင်နဲ့ယောဂတစ်ခုပါအဲ့တော့ကျွန်တော်တို့အဲ့ဒီမှာသုံးတဲ့အဓိကတော့လိန်စီတွေပါမယ်နောက်တစ်ခုကကြာတော့အရေးပြားရဲ့အဆိုတက်နဲ့အပေါ်ရံတော့ကိုပြန်လဲပြီးတော့ပြင်ပေးတဲ့ emolian လို့ခေါ်တဲ့အရေးပြားအဆိုတက်ကိုထိန်းထားပေးတဲ့လိန်စီတွေပါမယ်ပေါ့နော်ဒီကျွန်တော်တို့စီးတွေကိုဒိန်းတဲ့ခါကျရင်ကျွန်တော်တို့ကဖြစ်နိုင်ရင်ကျွန်တော်တို့အရေးပြားဆူဆွနေတဲ့အချိန်ပေါ့အနည်းငယ်ဆူဆွနေတဲ့အချိန် ရေပြားအပေါ်ရန်လွာမှာ white churn နဲ့ရှိတဲ့အချိန်လိမ့်နာပို့ပြီးတော့ကောင်းတယ်အထူးသဖြင့်တော့ကျွန်တော်တို့ကရေချိုးပြီးကာစားပါဘောနော်အကယ်၍ကလေးငယ်တွေသို့မဟုတ်တက်ကြီးရွယ်အိုတွေရေချိုးရမျိုးမဟုတ်ဘဲနဲ့ရေဘတ်တိုက်ရတဲ့လူနာတွေဆိုလို့ရှိရင်တော့ရေဘတ်တိုက်ပြီးတော့မှခဏဆောင်ပါတော့ရေဘတ်တိုက်ပြီးတော့9မိနစ်လောက်ဆောင်လိုက်ပြီဒီအရေပြားကမဆူမချောက်နေဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဒီဆေးတွေကိုအရင်လိမ့်ရပါတယ်ဒီများသောအားဖြင့်လိမ့်ဆေးတွေကကျွန်တော်တို့စတီရိုက်လိမ့်ဆေးတွေလည်းရှိသလိုဒီကယ်ဆီယမ်ရင်အင်ဟီဘီတာလို့ခေါ်တဲ့တက်ခရိုလီမတ်လို့လိမ့်ဆေးရှိပါတယ် ဒါကြောင့်မို့ကျွန်တော်တို့နှင်းခုဖြစ်တဲ့အခါနှင်းခုဖြစ်တဲ့အကွက်တွေညီရဲနေတဲ့အကွက်တွေရားရံတဲ့အကွက်တွေကိုဒီ steroid တို့မဟုတ် calcium ရဲ့ inhibitor တွေပို့ပြီးအကွက်ပေါင်းကိုကျွန်တော်တို့မဆူမချောက်လေးဖြစ်နေတဲ့အချိန်မှာအရင်ဆုံးလိမ့်ပါ5မိနစ်10မိနစ်လောက်ခဏစပေါ့နော်ဆေးရအထည်ကိုစိတ်ဝင်သွားပြီဆိုတော့မှအပေါ်ကနေကျွန်တော်တို့ဒီ moisturizing ဒီ emollient ဖြစ်ဖြစ် lotion ဖြစ်ဖြစ် cream ဖြစ်ဖြစ်ပေါ်ကနေဖြစ်တဲ့နေရာတစ်ခုလုံးကိုလိမ့်ရပါတယ်ဒီလိုလိမ့်တဲ့ဟာပို့ပြီးတော့ထိရောက်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အကယ်၍ဖြစ်တဲ့နေရာက အင်မတန်ကြေတယ်ပေါ့နော်လက်တစ်ချောင်းလုံးဖြစ်တယ်ကိုလုံးတစ်ခုလုံးဖြစ်တယ်တကူလုံးမိပါလောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖြစ်နိုင်လို့ရှိရင်ခုနကပြောတဲ့ steroid တွေ calcium neuron inhibitor တွေကိုကျွန်တော်တို့အရင်လိမ့်ဖို့အတွက်အကြံမပေးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုး steroid နဲ့ calcium neuron inhibitor တွေကိုခန္ဓာကိုယ် area အခြေကြီးကိုလိမ့်လိုက်လို့ရှိရင်အရင်ဆုံးလိမ့်လိုက်လို့ရှိရင်သူကအရေးပြားညည်းနေတဲ့အချိန်မှာဆိုရင်အရေးပြားတွေကနေဆုတ်ယူပြီးတော့ခန္ဓာကိုယ်အတွင်းတွေးတဲ့ဒီပါရောက်ရှိနိုင်ပါတယ် အများအပြားဒီတက်တွေ steroid တက်တွေခန္ဓာကိုယ်ထဲကိုရောက်ရှိသွားနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုး area အရမ်းများတယ်ဖြစ်တဲ့နေရာအရမ်းများတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ lotion ကျဲကျဲလေးကိုအရင်ဆုံးကျွန်တော်တို့လိမ့်ပါတယ်ပြီးတော့မှဒီမြည်ရဲနေတဲ့ area ကို steroid ဆေးကိုကျွန်တော်တို့လိုက်ပြီးတော့လိမ့်ရပါတယ်အဲ့လိုလိမ့်တဲ့အခါမှာလည်းကျွန်တော်တို့က area ဒီဖြစ်ပွားတဲ့ area အနေချင်းဆိုလို့ရှိရင်တော့ပုံမှန်ဒီလိမ့်နေတဲ့ပမာဏလောက် လိမ့်လို့ရတယ်နောက်တစ်ခုကချိန်ဆလို့ရတဲ့နည်းတစ်ခုကတော့ကျွန်တော်တို့ဒီလက် လက်တစစ်စာပေါ့နော်ဒီလိုလက်တစစ်စာဆေးကိုညှိချလိုက်တယ်ဆိုလို့ရှိရင်ဒီလက်ပွားနှစ်ခုစာလောက်ကိုလုံလောက်ပါတယ်ဒါကတော့ကျွန်တော်တို့ကအထူပါဆေးဘလောက်မြန်မြန်သုံးရမလဲဆိုတာကိုချိန်ဆတဲ့ဤစနစ်ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဒီ steroid ဆေးတွေလိမ့်နေခါပဲဖြစ်ဖြစ်ခုနပြောတဲ့ calcineurin inhibitor tacrolimus လိုလိမ့်ဆေးတွေလိမ့်နေခါဖြစ်ဖြစ်ဒါတွေအကုန်လုံးကဒီဆရာဝန်ညွှန်ကြားချက်နဲ့ဒါလိမ့်ရတဲ့ဆေးတွေဖြစ်တဲ့အတွက်ကြောင့်သက်ဆိုင်ရာဆရာဝန်ကလိမ့်ပုံလိမ့်ညွှန်ကြားချက်ကိုလည်းလိုက်နာဖို့လိုပါတယ် ကျွန်တော်တို့ဒီနှစ်ခုမှာဒီဒီလိုမျိုး street bike series ကခဏတာအတွက်တော့ကောင်းတယ်အလွန်ဆုံးကျွန်တော်တို့တစ်လနှစ်လအတွက်တော့ကောင်းတယ်ဒါပေမဲ့ရေရှည်အနာကောင်းသွားပြီးရဲတာတွေတက်တာသွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ casino ring inhibitor acrolimus လို့ခေါ်တဲ့ဟာကိုသုံးရပါတယ်သူကတော့ရေရှည်အတွက်ကောင်းတယ် street bike ကြောင့်ဖြစ်လာတဲ့အရေပြားပါတာတွေအရေပြားအကျိုးပြတ်တာတွေဖြစ်တာတွေကိုတက်တာစီတယ်ဒါကြောင့်မလို့ဒီ casino ring inhibitor ကိုဒီနှင်းကူတွေတက်တာသွားပြီးဆိုလို့ရှိရင် ပြန်ပြီးတော့မဖြစ်ဖို့ maintenance treatment အနေနဲ့ကျွန်တော်တို့လိမ့်လို့ရပါတယ်။ဒီအများသောအားဖြင့်ကျွန်တော်တို့ကဒီ calcineurin inhibitor ကိုတစ်ပတ်ကိုနှစ်ချိန်သုံးရချပြီးတော့လိမ့်ထားခြင်းအားဖြင့်ဒီအတွင်းနှင်းကိုတွေပဲဖြစ်ဖြစ်နှင်းကိုမျိုးမျိုးကိုကျွန်တော်တို့ပြန်မဖြစ်အောင်လို့ထိန်းထားနိုင်ပါတယ်။ဒီကျွန်တော်တို့ဒီစတုဒ္ဓမြအနေနဲ့ကျွန်တော်တို့ဂျူပွေးနာလို့လည်းခေါ်တယ်၊ထက်တရာနာလို့လည်းခေါ်တယ်။ဒီ psoriasis ပေါ့နော်။ psoriasis မှာဆိုလို့ရှိရင်ကျွန်တော်တို့ကလိမ့်စေးတွေကိုဘယ်လိုလိမ့်မလဲပေါ့နော်။ psoriasis ကကျွန်တော်တို့အရေပြားထူပြီးတော့ အပေါ်ရန်အလွာတွေအများကြီးအထက်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 ဖြစ်နေတဲ့ယောဂအဲ့တော့ကျွန်တော်တို့ကလိမ့်စိလိမ့်တဲ့အခါပုံစံအမျိုးမျိုးပြောင်းပြီးတော့လိမ့်ရတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်တို့ဆက်ဆက်ဖြစ်ခြင်းအရေပြားကညီရဲပြီးတော့အဖက်တွေထွက်ပြီးတော့ထူနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကက်စီပိုထရိုင်လို့ခေါ်တဲ့လိမ့်စိကိုပုံပြီးတော့တုံးတယ်ဒီလိမ့်စိကကြတော့ကျွန်တော်တို့ညာတော့အဖြစ်ညာဘက်မှာပဲလိမ့်နေရှိတယ်ရပါတနည်းကိုတစ်ချိန်လောက်ပဲလင်းရတယ်။တော့ဒီဂျူပွေးနာကလည်းအကြီးပြား6 6ကျန်းကျန်းကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လင်းစီမလင်းခင်မှာဖြစ်နိုင်လို့ရှိရင်ခုနပြောသလိုပဲ တော်တို့ရေချိုးပြီးကစားအချိန်မဆိုးမချောက်အချိန်လေးမှာလင်းကကောင်းတယ်ခုနပြောလို့ရေပက်တိုက်တာလည်းရတယ်လို့တော့ဖြစ်နိုင်လို့ရှိရင်တော့အရေပြားမဆိုးမချောက်အချိန်လေးမှာလင်းပါကက်စီပိုထရိုင်ရောဒီလင်းစည်းပေါ့နော်အဲ့ဒီလင်းစည်းကိုကျွန်တော်တို့ကဖြစ်နေတဲ့အကွက်အထူးကြီးတွေကိုရင်လင်းပါပြီးတော့လို့ရှိရင်တော့အပေါ်ကနေကျွန်တော်တို့ဒီ steroid လိမ့်စည်းကိုအပေါ်ကနေပြီးတော့ထပ်ပြီးတော့လိမ့်ရပါတယ်။သူကဒီ KC Potrial လိမ့်စည်းနဲ့ခုနပြောတဲ့ steroid လိမ့်စည်းနှစ်ခုပေါင်းပြီးလိမ့်လို့ရှိရင် အာနိသင်ပိုကောင်းစေပါတယ်။ ောက်တစ်ခုကမနက်ပိုင်းမှာဆိုလို့ရှိရင်တော့များသောအားဖြင့်ဒီ Casey Go Train ကိုကျွန်တော်တို့တုံးလို့မရှိပါဘူး။သူကဘာကြောင့်လဲဆိုလို့ရှိရင်အလင်းရောင်နဲ့တွေ့လို့ရှိရင်သူ့ရဲ့အာနိသင်ပြက်ပြဲတာမျိုးလည်းရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကမနက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီ Steve Wright Lindsey ကိုပဲတုံးပါတယ်။အဲ့ဒီအခါမှာလည်းခုနပြောသလိုပါပဲဒီသူ့ပွင့်တာဖြစ်တဲ့အကွက်တွေကို Steve Wright အရင်လိမ့်ပါတယ်။ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့အရေးပြားဆိုစီတဲ့ Moisturizing Emollient တွေ Lotion တွေ Cream တွေကိုဖြတ်ပြီးတော့လိမ့်ပါတယ်။တကယ်၍တချို့သောလူနာတွေမှာ ီအကွက်တွေကအရန်များတယ်ခြေထောက်တစ်ခုလုံးဖြစ်တယ်ပေါင်တစ်ခုလုံးဖြစ်တယ်အရန်များတဲ့လူနာတွေဆိုလို့ရှိရင်နောက်တစ်ခုကခုနပြောသလိုမျိုးအထက်တွေအများကြီးအရန်ထူနေတယ်ပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ကအင်းစေးလိမ့်ပြီးလို့ရှိရင်ကျွန်တော်တို့ occlusive press dressing နဲ့ occlusive wrapping လို့လည်းခေါ်ပါတယ်ဒီပတ်ထားတာပေါ့နော်ဒီများတော့အဖြစ်ဒီလိုလက်ခုံခြေကုံလက်ချောင်းခြေချောင်းနေနဲ့လက်တွေခြေတွေမှာဖြစ်တယ်ဆိုလို့ရှိရင်အပေါ်ကနေ ဈေးလူပြီးတော့လို့ရှင်အပေါ်နဲ့ကျွန်တော်တို့ခဏတာပတ်ထားလိုက်တယ်အနည်းဆုံး2နာရီလောက်ပတ်ထားလိုက်တယ်ဆိုလို့ရှင် CR နေတင်ကိုလက်စပို့ပြီးတော့ရစေပါတယ်ဒါပေမဲ့ဒီလိုလုပ်တဲ့ဟာတွေကိုကျွန်တော်တို့ကကိုယ်တိုင်လုပ်ဖို့အတွက်တော့မညွှန်းပါဘူးဒီလိုမျိုးလုပ်ဆောင်မယ်ဆိုလို့ရှင်တက်ဆိုင်ရာဆရာဝန်ကဒီလိုမျိုးလိမ့်ဖို့အတွက်အကြံပေးမှာပဲလုပ်ဆောင်တင်ပါတယ်ပြီးတော့ဒါတွေကိုဘယ်လောက်ကြာကြာဒီလိုမျိုး occlusive dressing လုပ်ထားမလဲဆိုတာဒါဆရာဝန်ကရေပြားရဲ့အူပါနဲ့ရေပြားရောင်ရမ်းမှုအခြေအနေကိုကြည့်ပြီးတော့ဒါဆုံးဖြတ်ပေးပါလိမ့်မယ် နောက်တစ်ခုကကြတော့ကျွန်တော်တို့ဂျူပွေးနာကကျွန်တော်တို့ညာတော့အဖြစ်တချို့လူနာတွေဆိုလို့ရှိရင်ဥကြီးပြပုံမှာဖြစ်များတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခန္ဓာကိုယ်ပုံလိမ့်နဲ့လိမ့်ခြင်းမျိုးတွေတုံးလို့မရပါဘူး။ဥကြီးပြဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတော်တော်လေးကိုအပေါ်ရန်ဟိုထူရတဲ့ပါပါတယ်။အဲဒီတုံတုံလိမ့်စေးတွေကိုကိုယ်လုံးလိမ့်နဲ့လိမ့်စေးတွေတွားလိမ့်လို့ရှိရင်တို့အာနိသင်သိပ်ပြီးတော့မရပါဘူး။ဒါကြောင့်မလို့ဥရီပြအတွက်တီးတန့်ထုတ်ထားတဲ့အရေတို့မဟုတ် gel တို့မဟုတ် form အဲ့လိုဟာမျိုးကိုကျွန်တော်တို့ရွေးပြီးတော့လိန်ချင်းအပြင်ဥယျာဉ်မှာဖြစ်တဲ့ဂျူပွင့်နာတွေကိုအလင်းမြန်တက်တာစေပါတယ်